မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကတင်မြှောက်ထားတဲ့ယာယီတမရမြင့်ဆွေဟာအာယုံကျော်ယောဂါကိုခံစားနေရပြီးတော့ပုံမှန်အတိုင်းစားတောက်သွားလာလှုပ်ရှားမှုမရှိဘဲဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်နှစ်ဆမိုင်းကစတင်ပြီးတော့ယာယီတမရမြင့်ဆွေဟာလှုပ်ရှားရမှာတုံဆိုင်နှေးကွေးခြင်းအစားတောက်နေပါခြင်းတို့ကိုစတင်ခံစားနေရတဲ့အတွက်စေကူတမှုခံယူခဲ့ရတယ်လို့သိရပါတယ် အာယုံကြောများနှေးကွေးတုံဆိုင်တဲ့ယောဂဝေဒနာခံစားနေရတဲ့အတော့2024ခုနှစ်ဧပြီလ15ရက်နေ့ကနေ2024ခုနှစ်ဧပြီလ16ရက်နေ့အထိစင်ကာပူနိုင်ငံမောင့်အဲလစ်ဘက်ဈေးရုံမှာအောင်းနောက်နဲ့အာယုံကြောယောဂစစ်ဆေးဆေးကုသမှုခံယူခဲ့တယ်လို့သိရပါတယ်2024ခုနှစ်မေလ28ရက်နေ့ကနေ2024ခုနှစ်ဇွန်လ18ရက်နေ့အထိ ရန်ကုန်စစ်ဆေးရုံမှာစေဝါကူတမှုခံယူခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါတယ်။အဲဒီကာလမှာယာယီသမရမြင်းဆွေရဲ့ဘဲဘက်နဲ့ညာဘက်မျက်စိများမှာဖြစ်ပွားလျက်ရှိတယ်။တိမ်များခွဲစိတ်ခဲ့ရပြီးတော့ခွဲစိတ်မှုဟာလည်းအောင်မြင်ခဲ့တယ်လို့သိရပါဗါ။ဒါပေမဲ့အာယုံချောယောဂါကတော့ပြန်လည်ကောင်းမွန်တိုးတက်လာခြင်းမရှိသေးဘူးလို့စစ်ကောင်စီကပြောဆိုထားပါဗါ။စစ်ကောင်စီရဲ့ကျမ်းမာရေးဝန်ကြီးဦးဆောင်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့ကယာယီသမရမြင်းဆွေကိုစစ်ဆေးတဲ့နေရာမှာပုံမှန်အတိုင်းစားတောက်သွားလာလှုပ်ရှားမှုမရှိတော့ဘဲ ကျမ်းမာရေးဟာတိုးတက်ကောင်းမွန်လာခြင်းမရှိသေးကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ကျမ်းမာရေးဝင်ကြီးဦးဆောင်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့ဖွဲ့စည်းပြီးကျမ်းမာရေးစောင့်ရှောက်ပေးထားရတယ်လို့သိရပါတယ်။လက်ရှိမှာတော့နေအိမ်မှာပဲဆေးခွင့်ယူပြီးတော့စေဝါကူတောင်းကိုခံယူနေဆဲဖြစ်တယ်လို့စစ်ကောင်စီကဇူလိုင်လ18ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ပိုင်းကြောက်ဖြူမြို့မဒေးကျွန်းရဲစခန်းမှာတာဝန်ကျတဲ့ရဲတပ်သားတအူဟာလက်နက်တိုက်ကိုဖောက်ထွဲပြီးတော့တနက်များထောင်ထဲချီတဲ့ကြီးစံများကိုယူဆောင်သွားရာအရာရှိနှစ်ဦးကင်ဆောင်တဲ့၆လုံးပြူတနက်နှစ်လက်ပဲစခန်းမှာကျန်တော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရဲတပ်သားအဆင့်ရှိတဲ့ကျော်နုဆိုသူကဇူလိုင်လ18ရက်နေ့မနက်၄နာရီကနေ6နာရီအထိကင်းဆောင်တာဝန်ကျနေတဲ့အချိန်မှာမောင်းမြန်ရိုင်ဖယ် G3 အမျိုးအစား၈လက် G4 တလက် MA94 တနက်တလက်စုစုပေါင်းတနက်၁၀လက်ကြီးစံအတောက်3000ကျော်လက်ပြပုံနှလုံးတို့ကိုယူဆောင်ထွက်ပြေးသွားတယ်လို့ရခိုင်ပြည်နယ်လုံခြုံရေးအတိုင်းဝိုင်းနဲ့နှိဆက်တဲ့သတင်းအရေးမြစ်ကပြောဆိုနေပါတယ်။မဒေးကျွန်းနယ်မြေရဲစခန်းဟာကြောက်ဖြူမြို့နယ်ဒူးမြို့နယ်မှရဲတပ်ဖွဲ့မှကိုတိုင်အနီးကပ်ကွက်ခဲ့ပြီးတော့စခန်းမှုအပါအဝင် အရာရှိ9ဦးတပ်ဖွဲ့ဝင်10ဦးစုစုပေါင်း12ဦးတာဝန်ထမ်းဆောင်နေတဲ့စခန်းဖြစ်တယ်လို့သိရပါဗျ။ဒေသခေါ်ညဒေးကျွန်းလို့ခေါ်တဲ့မဒေးကျွန်းရဲစခန်းဟာရေနံပိုက်လိုက်အစပြုရာတရုတ်စီမံကိန်းကိုလုံခြုံရေးယူပေးနေရတဲ့နယ်မြေရဲစခန်းလည်းဖြစ်တယ်လို့သိရပါဗျ။တရုတ်စီမံကိန်းကြီးများရှိရာကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိတော့လေ။ကြောက်ဖြူမြို့ကိုအရခတ်တပ်တော် AA က ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ရဲတပ်သားကျော်နုဟာအာရခတပ်တော် AA နဲ့ချိတ်ဆက်ပြီးတော့လက်နက်ခဲယမ်းအများပြားကိုယူဆောင်ထွက်ပြေးသွားခြင်းဖြစ်တယ်လို့ယူဆနေကြပါတယ်။အဲ့ဒီရဲတပ်သားကိုပြန်လည်ဖမ်းမိစေဖို့အတွက်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်များကပိုက်ဆိတ်တိုက်ရှာဖွေနေကြတယ်လို့သိရပြီးတော့ကြောက်ဖြူမြို့ပေါ်မှာလည်းဇူလိုင်လ17ရက်နေ့မနက်ပိုင်းမှာလုံခြုံရေးတွေတင်းကျပ်ထားကြောင်းဒေသခံတွေကပြောဆိုနေကြပါတယ်။နိုင်ငံတော်မှာခုခံတော်လှန်နေကြတဲ့ ော်လိုင်းတပ်ဖွဲ့အသီးသီးကစစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်နဲ့အတူဗတ်ပြောင်းလာပါကစုငွေအဖြစ်နဲ့ကြက်သိန်း10ခန်းနဲ့အထီကိုစုငွေချင်းမြက်ပေးလေရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲတရင်ကတော့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အနေနဲ့၄ရက်တာအပြစ်ရခဲ့တော့လဲစစ်ကောင်စီဘက်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲအချိန်ရေ20ကျော်ဖြစ်ပွားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ် TNL နဲ့ကိုကန့်တပ်မတော် MNDA တို့ဟာဇူလိုင်လ14ရက်နေ့ညပိုင်းကနေ ဇူလိုင်လ18ရက်နေ့ညပိုင်းအထိအပြစ်ခတ်ရစဲကြောင်းကြေညာခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံရဲ့စိုးရိမ်ချက်အရအပြစ်ရစဲမှုကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါပေမဲ့ရှမ်းမြောက်မိုးမိတ်ကြောင်းမဲမိုးကုတ်ဒေသများမှာတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ TNL ကအသိပေးထားပါတယ်၄ရက်တာအပြစ်ရနေတဲ့အတောအတွင်းမှာစစ်ကောင်စီဘက်က၄ကြောင်းလက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရသား19ဦးတိဆုံးတာရှိပြီးတော့မှ30ကျော်ထိခိုက်ဒဏ်ရာရတယ်ခံမှန်းကြီးအဖြစ်ဒီ၄ရက်တာအတောအတွင်းမှာတိုက်ပွဲအကြိမ်ကြီး20ကျော်ကျော်တော့ရှိမယ် ဒီလေးရက်တာအပြစ်ရက်နေတဲ့ကာလမှာစစ်ကောင်စီကလူဝင်အားတွေဖြည့်တင်းတာနောက်တစ်ခါကကျမတို့ကိုဥတီပြီးတော့တိုက်ခိုက်တာ နောက်အရက်သားတွေပုံမိုပြီးတော့ဥတီတိုက်ခိုက်လာတာတွေကိုလည်းတွေ့ရတယ်လို့လွေးရည်ဦးကပြောဆိုထားပါတယ်1027စစ်စင်ရေးရဲ့အပိုင်း1 24ရက်မြောက်နေ့ဖြစ်တယ်လို့ အပြစ်ရကြေညာမှု၄ရက်မြောက်တဲ့နေ့လည်းဖြစ်တဲ့ဇူလိုင်လ၁၈ရက်နေ့မှာစစ်ကောင်စီကစစ်ကူဖြစ်တင်းထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ကြောင်မဲနဲ့ဝေခုံမျိုးအရှိပိုင်းတို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ဇူလိုင်လ၁၈ရက်နေ့မနက်၆နာရီခွဲအချိန်ကစပြီးတော့နေ့လယ်၁နာရီကျော်တဲ့အထိမိုးကုတ်အရှိပိုင်းမှာတိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ဖောင်တော်ဦးဓမ္မရန်တီလေးမြနာဖျားမောနီယာကျောင်းမဆိုးရိမ်ကျောင်း ညောင်သုံးမယ်နေရာတွေဖြစ်တယ်လို့စစ်မြေပြင်သတင်းရင်းမြစ်ကပြောပြထားပါတယ် TNL ရဲ့ထုတ်ပြန်ချက်မှာမိုးကုံမြို့အရှေ့ပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်လကခခလာယ87နဲ့88တပ်ဖွဲ့ဝင်တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်ရေကန်တောင်နဲ့ပန်းမထိတ်ရွာအနီးတစ်ဝိုက်မှာတောင်းတက်မတော် TNL မိုးကုံဗျူဟာ PDF ပူပေါင်းတပ်ဖွဲ့တွေကရင်းဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်အလားတူပဲဇိုလိုက်လ18ရက်နေ့မနက်မှာလေးမြနာဖရမောနီယာကျောင်းညောင်သုံးမြို့ ဗရံများစီဒီအနေတဝိုက်မှာလဲစစ်ကောင်စီတပ်နဲ့တောင်းတမရော TNL မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဇူလိုင်လ18ရက်နေ့မှာမိုးကုတ်အရှေ့ပိုင်းမှာရေကန်တောင်စခန်းတာဝါတိုင်းစခန်းဗရံများစီဒီစခန်းနဲ့လက်နက်ခဲယံတချို့တို့ကိုပိတ်ပတ်ရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ကြောင်မဲမြို့နယ်စစ်ကောင်စီတပ်ခမရ902တပ်ဖွဲ့ဝင်များကတပ်ရဲ့ပြင်ပကို ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တပ်စခန်းအနီးမှာရင်းဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုလည်းဖော်ပြထားပါတယ်။ဒါ့အပြင်ဇွန်လ18ရက်နေ့ညနေပိုင်းမှာကြောင်းမဲတိုးဂိတ်အေရှာဝေါ်အနီးတဝိုက်မှာစစ်ကူဖြည့်တင်းလာတဲ့စစ်ကောင်စီတပ်နဲ့တောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောင်ချုံမြို့နယ်ဗန်ဘွေးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတဲခေါ်ရွာကို drone နဲ့ဘုံး၁၈လုံး jet fighter နဲ့6ကြိမ် ရသားပြည်သူများကိုရွေရွေကျရှိရှိပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ကြောင်မဲမြို့နယ်ကျွဲကုန်းရွာအနီးတဝိုက်မှာစစ်ကောင်စီတပ်က112နဲ့ဘုံ48လုံးလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။မိုးမိတ်မြို့မှာလည်းအကြမ်းဖက်စစ်ကောင်စီကဘူဟာကုန်းကနေပြီးတော့တောင်ကုန်းရွာကို drone နဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့ကြောင်း PNL ကထုတ်ပြန်ထားပါရယ်။ဇူလိုင်လ18ရက်နေ့မိုးကုတ်တိုက်ပွဲအတွင်းမှာလက်နက်ကြီးကြောင့်ရဲသားတေဆုံထိခိုက်မှုများရှိခဲ့ရာ စစ်စင်ရေး24ရက်တာကာလအတွင်းမှာ အရက်သားပြည်သူ80ကျော်တိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲလေစိတ်ကိုစွန့်ခွာမှုနဲ့တန်တွဲနံမြေကန်စစ်တပ်ရဲ့ထိပ်ပိုင်းအရာရှိကြီးတချို့လေစိတ်လုံခြုံရေးရဲနဲ့ရဲမိန်များကိုစစ်တပ်ကဖမ်းဆီးပြီးတော့ထောင်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ9ရက်နေ့မှာ AA ကတန်တွဲလေစိတ်ကိုတိမ့်ပိုက်လိုက်ပြီးတော့လေစိတ်ကိုလည်းအရခတ်တက်တော့ AA ကထိမ့်ချုပ်လိုက်ကြောင်းတရားဝင်ကြေညာခဲ့တယ်လို့သိရပါတယ်အခုလိုကြေညာပြီးတဲ့နောက်မှာတန်တွဲလေစိတ်ကပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ကထိပ်ပိုင်းတာဝန်ရှိသူတချို့လေစိတ်ဝန်တန်းလုံခြုံရေးရဲနဲ့ရဲမိတ်များကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးပြီးတော့ထောင်ချထားခြင်းဖြစ်တယ်လို့သိရပါတယ်ငပလီမစင်လေစိတ်ဝန်တန်းရဲတွေနဲ့ရဲမိတ်တွေကိုစခန်းဆုတ်ခွာမှုနဲ့ဆုတ်ခွာလာတဲ့သူတွေကိုအကုန်ဖမ်းထားတယ် တန်တွဲနေမြေကန်တက်အရာရှိကြီးတချို့လဲလေစိတ်ကိုစွန့်ခွာမှုနဲ့အဖမ်းခံရတာရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီကမပလီဟိုတယ်ဇုံနဲ့တန်တွဲလေစိတ်တန်တွဲမြို့ကိုပြန်လဲသိမ်းပိုက်နိုင်ရေးအတွက်မဖြစ်မနေလှုံ့ဆော်ရန်တပ်များကိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန်ပေးညွှန်ကြားထားတယ်လို့သိရပါဗျ။ဒါကြောင့်လေချောင်းရေချောင်းနဲ့ကြီးတက်တို့ကပူးပေါင်းပြီးတော့တန်တွဲမျိုးနဲ့ပြန်လဲတင်းယူနိုင်ရေးအတွက်တိုက်ခိုက်မှုများကိုလှုံ့ဆော်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်ကနေစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာနှစ်ဦးကိုအရှင်ဖမ်းမိပြီးတော့တနက်နှစ်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ18ရက်နေ့မှာမရယာမြို့နယ်အတွင်းမန္တလေး PDF နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကနေစုတ်ခွာထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရွှေဘုတ်ခရိုင်အမှတ်18တရင်းနဲ့နယ်မြေကပကဖများကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတက်ချက်တအုပ်နဲ့တပ်သားတအုပ်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ကြံရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA11 တနက်တလက် G3 တနက်တလက်နဲ့ BA160 60မမကွန်မန်ဒိုစိန်ပြောင်းတစ်ခုတို့ကိုတင်းစီနိုင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြို့တဲမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားတွေစုဆောင်းပေးနေတဲ့တီးကုန်းရွာအုပ်ချုပ်ရေးမှု ထွန်းထွန်းနဲ့တားဖြတ်သူတို့ကို ပြစ်ခတ်တိုက်ခိုက်ရာနောက်ဦးစလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ16ရက်နေ့မွန်လယ်3နာရီကမှမြို့တင်မြို့နယ်အတွင်းမှာရှိတဲ့တီကုံကျေးရွာကအုတ်ချုပ်ရဲမှုထွန်းထွန်းဆိုသူနဲ့၎င်းရဲ့တားဖြတ်သူတို့ကိုနေအိမ်အတွင်းမှာတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာ တနက်ကြီးရှစ်ချက်ထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီတေဆုံးသွားတဲ့အုတ်ချုပ်ရေးမှုထွန်းထွန်းနဲ့တားဖြတ်သူတို့ဟာမြို့တက်တကြောမှာအကြမ်းဖက်စစ်ကောင်စီအလိုကျစစ်မှုထမ်းမှုအတွက်တပ်သားတွေများအတင်းအဓမ္မကောက်ခံခြင်းကြေးရွာကနေပြည်ပရောက်ပြည်သူများထံကနေပြီးတော့တလားကိုတသိန်းကောက်ခံခြင်း အိမ်တဆောင်ဆောက်လုပ်မယ်ဆိုရင်အိမ်ပုံစံပေါ်မူတည်ပြီးတော့အခွန်ကောက်ခံခြင်းတော်လန်ရေးအစကတည်းကပြည်သူများကိုဒုက္ခပေးဖိနှိပ်ခြင်းများကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းဒေါန်းစစ်တီပြောက်ကြားတပ်ဖွဲ့ကတာဝန်ခံကိုဒေါန်းသွင်းနေကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဒေါန်းစစ်တီပြောက်ကြားတပ်နတ်မောက်မကွေးဂိုရီလာဝါဖဲမကွေးပြောက်ကြားတပ် TDG Special Gorilla Force တောင်တွင်းကြီး Fighter Force LPDF နဲ့ရေနတာ Youth Force YYF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်တွင်းမပြူစောတိကျေးရွာတရက်ကံပြူစောတိကျေးရွာနယ်စစ်တပ်ရိတ်ခါပို့စစ်ကြောင်းကိုမိုင်းဆွဲပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်က၃ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၃ရက်နေ့ညနေပိုင်းမှာတွင်းမပြူစောတိကျေးရွာအတွင်းကနေမြောက်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်သားပြူစောတိများကို အလင်းအံပျောက်ကြားအဖွဲ့မြိုင်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာတအူးတိတ်ဆုံးပြီးတအူးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ၄ရက်နေ့ည၈နာရီကမှလဲတွဲမပြူစောတီကျေးရွာလက်ပံပင်တိုက်မြောက်ဘက်အထွက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတီများကိုထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတအူးတိတ်ဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတိတ်ဆုံးသွားတဲ့အကြမ်းဖက်စစ်သားများရဲ့အလောင်းများကိုပြည်သူပိုင်းနေအိမ်တလုံးပေါ်ကိုတင်ပြီးတော့မီးရှို့ပစ်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ၅ရက်နေ့မနက်၅နာရီအချိန်ကမှလဲ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို drone နဲ့အီနာကဘုံဒီကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများပေဆုံးထိခိုက်မှုရှိနိုင်တယ်လို့သိရပါဗါးဒါအပြင်ပခုတ်ကူမြို့ကနေထွက်လာပြီးတော့တွဲမပြူစောတိကျေးရွာအတွင်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဇူလိုင်လ9ရက်နေ့မနက်ပိုင်းမှာမြိုင်မြို့နယ်တောင်ပိုင်း Orange ကျေးရွာအတွင်းကိုဝင်ရောက်ပြီးတော့ပြည်သူပိုင်းစိတ်နွားနဲ့စားတောက်ကုန်ပစ္စည်းများကိုခိုးယူကာလူနေအိမ်၂၉လုံးနဲ့ဓမ္မရုံကိုမိရှုဖျက်ဆီးခဲ့ပြီးတော့အသက်၄၀အရွယ်အမျိုးသမီးတူကို အထမပြုကျင့်ပြီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ပြည်သူ30ခန်းကိုလည်းဖမ်းဆီးပြီးတော့တွဲမပြူစောတိကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရပါဗျ။ဖမ်းဆီးခံရတဲ့ပြည်သူ30က Orange ရွာသားတွေပါဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့အခုထိမသိရသေးပါဘူးလို့အလင်းတန်းပြောက်ကြားအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ဇူလိုင်လ12ရက်နေ့မွန်းလွဲ2နာရီခန့်မှာမြိုင်မြို့နယ်တွဲမပြူစောတိကျေးရွာအတွင်းကိုအလင်းတန်းပြောက်ကြားတပ်ဖွဲ့မြိုင်က 1kg အီနာကဘုံသီး 6လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဇွန်လ13ရက်နေ့ညနေ6နာရီကမှမြန်မြို့နယ်တောင်ပိုင်းတရက်ကံပြူစောတီကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့တွင်းမကျေးရွာကအကြပ်ဖက်စစ်ကောင်စီရဲ့ရိတ်ခါပုတ်စစ်ကြောင်းနဲ့ပြူစောတီများရောက်ရှိနေတဲ့အချိန်အလေးနံပျောက်ကြားတပ်ဖွဲ့မြန်ကအင်နာကဘုံဒီ 1kg 5လုံး800ဂရမ်6လုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြပ်ဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးထန်းစင်များနဲ့တွင်းမပြူစောတီကျေးရွာတဲကို ပယ်ဆောင်သွားရတယ်လို့သိရပါတယ်ဇူလိုင်လ15ရက်နေ့မနက်9:30မိနစ်အချိန်တွဲမှပြူစောတိကျေးရွာအတွင်းမှာရှိတဲ့အကြမ်းတ်စစ်သားနဲ့ပြူစောတိများကို 1kg အီနာကဘုံသည်လေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ဒိဆုံးမှုကတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်အလားတူပဲညနေ9:30မိနစ်အချိန်မှာတရက်ကန်ပြူစောတိကျေးရွာကနေတွဲမှပြူစောတိကျေးရွာကိုရိတ်ခါယူရန်ထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်တော်လိုက်တပ်ဖွဲ့များက 1kg အီနာကဘုံသည်ပုံလုံးကြဲချတိုက်ခိုက်ခဲ့ရာပြူစောတိတအုပ်ဒိဆုံးပြီး တော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ18ရက်နေ့ည7:00နာရီကမှတွင်းမပြူစောတီကျေးရွာအတွင်းကနေမြောက်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရိတ်ခါပုတ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတီများထိခိုက်မှုရှိပြီးတော့တွင်းမကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်ပခုတ်ကူကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရိတ်ခါပုတ်စစ်ကြောင်းဟာတွင်းမပြူစောတီကျေးရွာအတွင်းမှာဆက်လက်ရှိနေစေဖြစ်ပြီးတော့အလင်းနှံပျောက်ကြားအဖွဲ့အနေနဲ့ဆက်လက်ပြီးတော့တိုက်ခိုက်နေစေဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ